ောင်ဟူကိုလွမ်းရင်ပြန်ခဲ့ပါဆိုတဲ့ဗီဒီယိုလေးတစ်ခုမှာလူတစ်ယောက်ကမန့်လေးလာပြီးထားတယ်ပေါ့နော်အလောက်လွမ်းနေလို့ရှိရင်လည်းတောင်ဟူမှာပဲနေနေပါလားဆိုတဲ့သဘောမျိုးနဲ့လာပြီးမန့်ထားတာပေါ့နော်အဲ့ဒီစကလုံးလေးကကြော်သွားလို့ရပေမဲ့အဝေးရောက်နေတဲ့သူတွေအတွက်ကတော့ရင်နာစရာလေးပါဘသူမှ ကိုချစ်တဲ့မျိုးကြီးကိုခွဲခွာပြီးတော့သွားချင်ပါမလဲဘသူက ကိုချစ်တဲ့မျိုးကြီးကိုမနေချင်မဲနေပါမလဲနော်ဘဝရဲ့လိုင်းကဒန်းလေး ကိုပြန်ကြည့်ရမယ့်မိသားစုတွေကိုရှိမှဖြစ်မဲ့ကိုအလုံးလုံးမှရမယ့်အခြေအနေမျိုးတွေနဲ့ကြုံလာတဲ့အခါမှာအလုံးကကိုပြောတဲ့နေရာမှာထက်တော်ရတွေကိုထွက်သွားရတဲ့အခါမျိုးတွေလည်းရှိကြတာပေါ့နော်မှတ်တရတွေနဲ့ပြည်နေတဲ့နေရာလေးကိုဘယ်ခွဲခွာခြင်းမှမလဲနော်ကိုချစ်ရတဲ့သူတွေကိုမိတ်ဆွေတွေတငယ်ချင်းတွေနဲ့ တူတူကစားခဲ့တာတူတူသွားခဲ့တာအမှတ်တရတွေဖန်တီးခဲ့တယ်ဆိုတာတွေကဗေမိပြလို့ရမလဲနော်တခါတလေမှာဘဝကပေးတဲ့သင်ခန်းစာတွေကြောင့်ပျော်ရမှာမနေရပဲနဲ့တော်ရမှာနေရတဲ့အဝေးရောက်နေတဲ့သူတွေလည်းအများကြီးပါပဲချို့ကကိုယ့်ရဲ့မိသားစုအတွက်ကြောင့်တချို့ကြတော့ကိုယ့်ရဲ့ဘဝရှိရေးအတွက်ကြောင့်ဒီလိုပဲအကြောင်းအရာမျိုးစုံနဲ့ကိုချစ်တဲ့မျိုးတွေကိုစွန့်ခွာပြီးတော့ သွားရတဲ့အဝေးရောက်ချစ်သူတွေဆိုတာလည်းအများကြီးပါပဲတခါတည်းရန်နိုင်ငံရဲ့ချားမှာအဝေးရောက်နေတဲ့အချိန်မှာကိုယ့်ရဲ့နေခဲ့ရတဲ့မြို့ဟောင်းလေးရဲ့အမှတ်တရလေးတွေကိုပြန်လဲပြီးတော့စဉ်းစားရင်းနဲ့လွမ်းရတာတတိယရတာပဲကျမတို့တွေတခါလေကြတော့လေရောက်အောင်လာခြင်းပေမဲ့ပြန်ပြီးတော့မရောက်ဖြစ်တဲ့နေရာလေးဆိုရင် ပို့ပြီးတော့ဝမ်းနေရပါတယ်ချစ်တဲ့မြို့လေးကိုပြန်လာဖို့အတွက်ဆိုရင် အကုန်လုံးက စိတ်ထဲမှာရှိထားတယ်။တနေ့ငါရဲ့မြို့လေးမှာငါပြန်လာမယ်။ငါရဲ့မိတ်ဆွေတွေနဲ့ပြန်တွေ့မယ်။ငါစားခြင်းနဲ့ငါရဲ့ဒေသအစားအစာလေးတွေငါစားမယ်ဆိုတဲ့စိတ်လေးနဲ့တချို့တွေကကိုယ့်ရဲ့ခက်ခဲပြင်းပန်းတဲ့အရာလေးတွေကိုဖြေဖြောက်ကြရတာပေါ့နော်။